မင်္ဂလာပါရှင်မန္တလေးခေတ်တ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်မင်းအွန်လိုင်းရုရှားရောက်ရှိနေတဲ့အချိန်ယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝန်ပြစ်ဒရုန်းများဖြင့်တတိယနေ့အဖြစ်ဆက်လက်တိုက်ခိုက်နေပြီးမော်စကိုလေစိတ်တွေလေချောင်းခီစဉ်140ကျော်ဖျက်သိမ်းရွှေ့ဆိုင်နေရတယ်လို့သိရပါတယ်အကြံပေးစကောင်းဆောင်မင်းအွန်လိုင်းရုရှားနိုင်ငံသို့ရောက်ရှိနေတဲ့အချိန်ယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့သို့တာဝန်ပြစ်ဒရုန်းများဖြင့်တတိယနေ့အဖြစ်ဆက်လက်တိုက်ခိုက်လိုက်ပြီးရုရှားနိုင်ငံအလေချောင်းခီစဉ်140ကျော်ဖျက်သိမ်းရွှေ့ဆိုင်နေရကြောင်း AP သတင်းဌာနက ေါ်ပြထားဖြစ်ပါတယ်။ရုရှားစံတော်ရှိမေလ9ရက်နေ့နဲ့နဲ့ပိုင်းနိုင်ငံနေပိုင်းတွင်ယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝန်ပြဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီးအကြမ်းဖက်စကားဆောင်မင်းရလိုက်ကရုရှားစံတော်ရှိမေလ9ရက်နေ့ညနေ4နာရီတွင်ရုရှားနိုင်ငံမော်စကိုမြို့သို့ဆ ਾਇ ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ယူကရိန်းကဒရုန်းများဖြင့်ရုရှားနိုင်ငံမော်စကိုမြို့သို့တိုက်ခိုက်မှုမှာတတိယနေ့တိုက်ခိုက်မှုဖြစ်ပြီးရုရှားကရင်ပင်နေအောင်ပွဲနေစီးပြအခမ်းအနားအတွက်ရုရှားနိုင်ငံကပြင်ဆင်နေတဲ့အချိန်မှာယူကရိန်းတာဝန်ပြဒရုန်းများတိုက်ခိုက်မှုကြောင့်မော်စကိုမြို့ရှိ အတိကလေးစင်းများတွင် လေးချောင်းခီးစင်းများဖျက်သိမ်းခြင်းရွှေဆန်ရှင်များလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည်။ယူကရိန်းတိုက်ခိုက်မှုကြောင့်ရုရှားလေးချောင်းလိုင်း Euroflot ကမေလ9ရက်နေ့နံနက်ပိုင်းမော်စကိုသို့အသွားပြန်လေးခီးစင်ပေါင်း100ကျောက်ကိုဖျက်သိမ်းခဲ့ပြီးလေးချောင်းခီးစင်140ကျောက်မှနှောက်နေခဲ့ကြောင်းသိရှိရပါသည်။ရုရှားနိုင်ငံရဲ့မော်စကိုမြို့တော်ဝန်ကမေလ9ရက်နေ့နံနက်အစောပိုင်းယူကရိန်းရဲ့ဒရုန်းကိုစစ်ဖြစ်တိုက်ခိုက်မှုကိုတာဆင်လိုက်ခဲ့ကြောင်းမေလ9ရက်နေ့ညနေပိုင်းတွင်ယူကရိန်းရဲ့တိုက်ခိုက်ရေးဒရုန်း15စင်ကိုချေမှုတ်ခဲ့ကြောင်းပြောဆိုထားခဲ့ကြောင်းသိ ရှိရပါတယ်။ယူကရိန်းရဲ့ဒရုန်းများဖြင့်မော်စကိုမြို့ကိုတိုက်ခိုက်မှုများဟာမေလ9ရက်နေ့ရုရှားရဲ့နှစ်ရှစ်စင်နေပြည်ရင်းပြင်းနေမြစ်ပတ်လည်အခမ်းအနားပြင်းစမှုများကိုနောက်ဆက်ရရည်ရွယ်ထားပုံရကြောင်းတရင်များကဖော်ပြထားလည်းဖြစ်ပါရယ်။ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုများကြောင့်ယူကရိန်းစစ်ပွဲတွင်အခြေအနေကောင်းမွန်နေပြီဟုရုရှားသမ္မတပူတင်ရဲ့တရင်ပေးမှုကိုလက်ခံထားတဲ့ရုရှားနိုင်ငံသားများကိုတုံ့လုံစေခဲ့ကြောင်းရုရှားတို့လာရောက်မဲ့နိုင်ငံသားကောင်းဆောင်များအကြားရုရှားနိုင်ငံအတွင်းအရှက်ရစေကြောင်းတရင်များကဆက်လက်ရေးသားဖော်ပြထားကြောင်းသိရှိရပါတယ်။မေ နာကွင်းနဲ့ရင်းပြင်းကြီးချစ်တက်ပွဲအတွက်ရုရှားကလှုပ်ချုံရေးတင်းကျပ်ထားပြီးတရုတ်သမ္မတရှီရှင်းပင်နဲ့ဘရာဇီးလျသမ္မတနဲ့အတူနိုင်ငံပေါင်း20ကျော်ကောင်ဆောင်များကလာရောက်တက်ရောက်ကြမှာဖြစ်ကြောင်းသိရှိရပါတယ်။ကြားရတဲ့ဆက်ပြီးမှကျွန်မပဲခတိုင်နာကိုပြောပါရှင်။အပင်နာဆင်မအတွက်အတွက်ကျေးဇူးတင်ရှိပါရှင်။